ဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီး လူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တုံ့တင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုရက်အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထည့်တဲ့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမညဆောပြားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်ခုခေတ္တပါဒပြန်တဲ့အခါပါဒဆိုတာ religion ကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုတုံ့လာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာက တွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကကိုရဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတုံ့တင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားက ပါဠိဆုံးမတော်ဟုဆိုကိုကျင့်တိလား ကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာအပြည့်တိုင်ဖြေရှင်းပြီးဆဲတော့ကလွတ်ရောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အကျဉ်းချုပ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိက္ခေ9ပြဓမ္မခန္ဓာပေါင်း7000လေးတောင်မှာ ဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကျတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ ြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုယ်ကမှုကိုခြေခဏမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အချင်းချင်းပတ်ရမှာတော့ဘုရားဗတာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန်တိတ်မှဟိမန်ချက်ကရောဗာများဖြစ်မယ်ဘယ်မှုတွေကိုခြေခဏနေဆိုတာလေးကိုပြောနော်မှန်မှန်ပါဗျာမှုလို့ဆိုတာနဲ့ဘုရားဗတာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ ကမ္မတကတာတမဒိဋ္ဌိလို့ပါဠိပါဆိုတာအဲ့ဒီကမ္မတကတာတမဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူး ဆောဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျအဲ့ဒီကမ္မတကတာတမဒိဋ္ဌိလို့ဆိုရဲကိုလှုပ်တာကိုရတယ်ဆိုရဲကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျအဲ့ဒါကိုအခြေခံပြီးတော့ ်မြတ်စွာဘုရားကချင်းစင်မျိုးကိုသတ်မှတ်ထားတယ်။သီလ၊သမာဓိ၊ပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ရဲ့နံပါတ်1မှန်ပါဗျာ။ကိုချင်းတရားကောင်းပြီးတဲ့အခါစိတ်တက်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာ။အဲ့ဒါလေးကဘုရားဘာသာရဲ့အချမ်းမြင်ဟိုချင်းစင်တစ်ခုလို့ပြောရမှာဖြစ်တယ်။မှန်ပါဗျာ။ဘုရားဘာသာရဲ့အတ္တိမယီမှန်ချက်ကပါလေလို့ဆိုတာကြတော့ ရှင်းဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါဗျာအလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခအတော့ပါတော့စေဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာလို့ ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအိမ်မှချက်ပဲဖြစ်တယ်တမန်ပါဗျာနောက်တစ်ခုက အတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာလေးเนาะမှန်ပါဗျာအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်မှန်ပါဗျာအတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတာဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲမှန်ပါဗျာအရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျာ ပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်မှန်ပါဗျာအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါဒဖြစ်တယ်